2025ခုနှစ်အတွင်းမြန်မာနိုင်ငံမှာထပ်မံကြုံတွေ့ရမယ့်ဘေးကိုချိုးတင်ဟောလိုက်တဲ့ထိုင်းကြမြင်ဆရာမအားလုံးပဲမင်္ဂလာပါဆယ်ဒီတိုင်းနျူးဘေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရီမြန်မာနိုင်ငံမှာမလာ20ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်က နှစ်ပေါင်းတရာအတွင်းမှာရန်ပြင်းထန်ခဲ့ပြီးတော့အပြည့်အစည်တွေများခဲ့ပါရင်ဒီငလင်ကြီးလုံးမဲအကြောင်းကိုမြန်မာနိုင်ငံကကြားမြင်ဆရာမချိုးကလည်းချိုးတင်ပြီးတော့သတိထားပေးခဲ့ပါရင်ဒါပေမဲ့2024ခုနှစ်ကချိုးတင်ပြီးတော့တည်ထားသူတွေကတော့ထိုင်းကကြားမြင်ဆရာမမော်ပလိုင်းဖြစ်ပါရင်ထိုင်းကြားမြင်ဆရာမကမြန်မာနိုင်ငံမှာ2025ခုနှစ်အတွင်းပြည်ထောင်နေငလင်လုပ်ပြီးတော့ထိုင်းနိုင်ငံထိပါဖျားခတ်မဲအကြောင်းကို2024ခုနှစ်ဒီဇင်ဘာလကလေးကချိုးတင်ပြီးတော့ပြောထားခဲ့ပါရင်သူပြောခဲ့တာကဘသူကမှသတိမထားမိခဲ့ကြပေအမှုမဲ့မဲ့သားဖြစ်နေခဲ့ကြပါရင် မြန်မာနိုင်ငံမှာ2025ခုနှစ်မက်လာသို့မဟုတ်အေဘီလာမှာငယ်နေလို့မှဖြစ်ပြီးတော့အိမ်ငယ်လေးကဘန်ကောက်မှာအစာအုပ်တွေပြိုကျမဲ့အကြောင်းကိုသတိပေးထားခဲ့ပါရီ။ပိုက်ဆိုင်မှုတွေကိုအစာအုပ်ထဲမှာမဆုံးရှုံးခြင်းရင်တော့ဘန်ထဲမှာပဲထားဖို့တွေ့ချန်ပေးခဲ့ပါရီ။သူပြောခဲ့တဲ့အတိုင်းမြန်မာနိုင်ငံအတွင်းမှာပြင်းထန်တဲ့ငယ်နေကြီးလုပ်ခဲ့ခဲ့ပြီးဘန်ကောက်မှာတိုက်တွေပြိုကျသွားခဲ့ပါရီ။မြန်မာနိုင်ငံမှာငယ်လေးကြီးကြီးမားမားလှုပ်ပြီးတဲ့နောက်သူပြောတဲ့အရာတွေပို့ပြီးတော့စိတ်ဝင်စားလာကြပါရီ။မော်ပလိုင်းကဘယ်ရင်တစ်ခုတည်းအတွက်ဟောထားခဲ့တာမဟုတ်ပဲအခြားသောပြည်ရဲ့အကြောင်းကိုပါဟောထားခဲ့ပါရီ။ တကြံကာလမှာမုံတိုင်းဝင်မဲ့ပြင်ရေကြီးမယ်လို့လေသူကကြိုတင်ပြပြထားပါသေးတယ်။သူပြောတဲ့အတိုင်းပဲထိုင်းနိုင်ငံမှာနှွေးခေါင်ခေါင်ရေကြီးတဲ့ပြင်မန်လေးကအချို့နေရာတွေမှာလည်းရေကြီးခဲ့ပါတယ်။မထင်မထားပဲနေမုံတိုင်းလေးဝင်နေပြင်ငလင်ဘေးသင်းတဲ့ဒေသတွေမှာလည်းရေကြီးရေရှမ်းတာကိုလည်းခံစားရပါတယ်။မြန်မာနိုင်ငံအတွင်းမှာငလင်ကြီးပြီးတဲ့နောက်နောက်ဆက်တွဲငလင်သေးလေးတွေလုံနိုင်တဲ့အကြောင်းရေကြီးရေရှမ်းတာကိုလည်းကြိုးပြုသေးပြီးတော့အမြန်လဲတွေမှာရေရှမ်းနေကြအောင် BBNA လည်းမပေါ်စားသေးတဲ့အကြောင်းကိုထိုင်းချမင်းဆရာမကတတိပေးထားပါတယ်။အချိန်ကားမို့ရေ ေကြီးပြီးနိုင်တဲ့ပြင်လမ်းချောင်းနိုင်တဲ့အတွက်ရှင်သုံးပြုသူတွေကိုဂယူပြုဖို့ကြွယ်ပြောထားပါသေးတယ်။ဒါရီမကာဘဲနဲ့ထိုင်းနိုင်ငံမှာရောမြန်မာနိုင်ငံမှာပါနေထိုင်သူတွေကကက်ဆိုအသုံးပြုရင်သတိပြုသင့်တယ်လို့လည်းဟောထားပါရယ်။အေဘီလာကနေအော်ကိုလာတီဂယူဆိုင်တင်ပြီးဘာသာရေးမျက်မြောက်လုပ်ဖို့အတွက်ထိုင်းပြည်တွင်ဆရာမကတိုက်တွန်းထားပါရယ်။သူပြောတဲ့အရာတွေကိုချို့တွေကမယုံကြည်ကြပေမဲ့လည်းတစ်ခုပြီးတစ်ခုအမှန်ကန်လာလို့လက်ခံလာကြပါရယ်။အချို့တွေကတော့ဒီလိုမကန်နေတာကတိုက်ဆိုင်မှုကြောင့်ဖြစ်ပြီးမိုးရသည်မှာရေကြီးတာကထုံးစံမဲဖြစ်တယ်လို့ဆိုပါရယ်။ဖြစ်လေဖြစ်တာရှိတဲ့အကြောင်းအရာတွေကို ကြားမြင်ဆရာမမဟုတ်လေခံမှန်းလို့ရပြီးတော့မယုံကြည်တဲ့သူတွေလည်းရှိပါရင်မော်ဘလိုင်းကတော့သူမြင်ထားတဲ့အကြောင်းအရာတွေကိုမချွေးမချံပြောပြနေပြီးတော့ရှက်လာပိုင်းဒီပါဂယူဆိုင်ဖို့အတွက်ကြိုတင်ပြောထားပါရင်မြန်မာနိုင်ငံအတွင်းမှာလည်းအခြားသောကြားမြင်ဆရာမတွေရှိပေမဲ့လည်းဆရာမမော်ဘလိုင်းဟောတဲ့အကြောင်းအရာတွေကတစ်ချက်တစ်ချက်မှန်ကန်နေလို့ကြားသူတွေကစက်သိမ်းတော်မှထားနေကြပါရင်ထိုင်းကြားမြင်ဆရာမကအသက်ကြီးရွယ်ရှင်မဟုတ်ပေမဲ့လည်းသူပြောတဲ့အရာတွေကတော့တိကျပါဖြစ်လာပါရင်ထိုင်းကြားမြင်ဆရာမမော်ဘလိုင်းဟာသူပြောတဲ့ချက်လက်တွေမှန်ကန်နေလို့ ထိုင်းနိုင်ငံကရုတ်တံလိုင်းတွေမှာလေမကြာခဏဖိကြားခံရပါရင်ငလင်းလုပ်ပြီးတဲ့နောက်မှာတော့အရင်နမည်ကြီးသွားပြီးတော့ရုတ်တံလိုင်းမှာသူပြောခဲ့တဲ့အကြောင်းအရာတွေကိုပြန်လည်ထုတ်လင်းနေပါရင်ထိုင်းကြမြင်ဆာမမပလိုင်းဟောချက်တွေကတကယ်ပဲတိုက်ဆိုင်နေရလားထမမုံတကယ်ပဲမှန်ကန်နေရလားဆိုတာပြည်သက်ကြီးရဲ့မြင်လေးကိုလေးပြောခဲ့ပေးပါအောင်ရှင်ကြီးစုအားပေးခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်